မြန်ဗုဒ္ဓဒေသနာနဲ့ယနေ့ကပါအဲ့ဒါဒီသမုဘဲမှာနံပါတ်3နဲ့နံပါတ်4မိဂုံတစ်ခုမေးမှာပေါ့နော်ဆမတ်တံမိဂုံတစ်ပုဒ်ဒီတရားနေပြီးတော့မေးမှာမြန်ဗုဒ္ဓဒေသနာနဲ့ယနေ့ကပါ3နဲ့4မိဂုံထားလိုက်တာနဲ့ဒီ3နဲ့4မိဂုံကိုစဉ်းစားပြီးဆိုတာနဲ့ဒီမြန်ဗုဒ္ဓဒေသနာနဲ့ယနေ့ကပါဘောပဲအဲ့ဒီပေါင်ထွက်ရနေပြီးတော့စဉ်းစားမှာ နော်အဲ့လိုတတိထားမယ်ကဲတော့ဘာလေးသွားဘာလေးတင်မလဲဘာလေးတင်ရမလဲဆိုတော့ဒီကဇာနုတုတ်တန်ခြေခံပြီးတော့ဟောထားတာပေါ့နော်အဲ့ဒါကိုဘယ်လိုဒီကဇာနုတုတ်တန်ဘယ်လိုဖြစ်ပေါ်လာတာလဲနီတန်ပေါ့နော်မြတ်စွာဘုရားဟောထားတဲ့တုတ်မူလတုတ်အရင်အမိကကြတော့ဘယ်လာလဲဆိုတော့အင်ကုဒရနိကေ दीगा जानु तो डे नो ऐ उधर आनी गए दीगा जानु तो डे हाँ नहीं बियो दीगा जानु तो डे ऐ रा तो मुला अनी बोनो रा हो जाया दीदा जरो जानु तो डे हो जाया दीदा जरो कोलिया टाइम केकरा पट्टा काजी काते अपो काजी कोलिया टाइम केकरा केकरा पट्टा म्यू केकरा पट्टा ်တင်္ကရပတ္တမြို့မှာပေါ့နော်ဒီတင်္ကရပတ္တမြို့မင်းမြတ်ရှောက်ထားတဲ့သူတွေကကြတော့ကောလီယာမေတ္တာဒီဃဇာနုဥဆောင်သောကင်္ကရပတ္တမြို့သားများကနေပြီးတော့မြတ်စွာဘုရားကိုမေ့လျှောက်တာနော်ဥဆောင်သောကင်္ကရပတ္တမြို့သားတွေကဘုသူမေးတယ်မြတ်စွာဘုရားကိုမေးတယ်နော်မေးလို့မြတ်စွာဘုရားဖြေချရင်းနဲ့ အဲ့ဒီဒီကဇာနုဟာမေးလို့ဒီကဇာနုဥဆောင်တဲ့ကေကရာပတမြို့သားတွေကမေးလို့မြတ်စွာဘုရားဟောကြားတဲ့တရားဖြစ်လို့ဒီကဇာနုတုတ်တန်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်လာတာပေါ့နော်အဲဒါလေးဒါလေးအရောမှန်ထားအောင်ပေါ့နော်အဲ့တော့ဘယ်တိုင်းဆိုကောလီယာတိုင်းကေကရာပတမြို့ဘသူလဲဒီကဇာနုဥဆောင်တော့ကေကရာပတမြို့သားများနော်ဟုတ်ပြီဒါဆိုရင်သူတို့ကဘာတွေကိုမေးတာလဲဆိုတော့

တီရပြီလားဗျာအော်ဟုတ်ပြီပြီနော်အရှင်ဖေဟာတဲ့နော်ကိုရီးယားမိုက်တာအော်ဦးစေပြပြဒီမှာအတန်အခြေစင်မမီဖြစ်နေဦးစေဖေဟာတိတ်မကြောက်ဘူးဖြစ်နေလို့အကြောင်းပါဟိုကအစ်တာနေနည်းနည်းတိမ်မကောင်းဖြစ်နေဒီနေ့အကြောင်းတေပါဖျားတေပါဖျားအဲရရရနော်အဲဒါတော့ပြောပြောမယ်ဥစဉ်ပြောမယ်တေပုတ်ပြားကျွန်တော်ဘိုင်းမမကောင်းဘူး ူစေးဟိုတော့မပူစေးပြန်ကြားလာမသိအတတော်ကြောပြအတအယုတ်ပြားပြီဖြစ်အပေါ်မပေါ်ဟဲ့ဖြစ်ဩဦးစေပုတ်ရဒါဆိုဒီတိုင်းပဲခဏလို့စေပုတ်အင်တာနက်မကောက်လို့ဖြစ်မယ်နော်အဲ့လိုလိုက်ကောက်တော့ပြအတန်ဟောကြားနေရလားတေပါဗျာ အဲအဲ့တော့မြန်စွာပြည်အဲမြန်စွာပြည်ကိုရီးယားတိုင်းကေဂရာပတာမျိုးရောင်းတဲ့အခါကျတော့ကိုရီးယားအမေသားဒီဂါဇဒီဂါဇနူဦးဆောင်သောကေဂရာပတာမျိုးသားတွေကတဲ့ကြားလားမသိဘူးထိုင်းမှာဘယ်လိုဖြစ်လဲအစ်တာနေကကြားပါဗျာအဲ ရှင်ဖေဟာတဲ့တပီတို့တို့ဒီဒီဘွားမှာလည်းပဲမိသားစုနဲ့ချမ်းချမ်းသာသာပြည့်စုံစွဲနေချင်ပါတယ်တဲ့နောက်ဘွားမှာလည်းပဲကောင်းရသူပတိဘုံဘွားကိုရောက်လို့ပါတယ်တဲ့အဲ့ဒီသူ့ရဲ့တို့အကျိုးဒုက္ခနှမျိုးစလုံးရဖို့အတွင်းရဖို့နိုင်တော့အချင်းနေကောင်းတွေအချောင်းဟီတာနော်အချင်းနေကောင်းတွေအချောင်းတွေစီပါတလားဖေဟာလို့မြတ်စွာဘုရားကို တီဂါဇန်ကိုဥဆောင်တဲ့ကင်ဂရာပတာမျိုးသားတွေကမေးတယ်ပေါ့ပြည်စုံပန်းဘွားမှလည်းချမ်းသာခြင်းနဲ့တမ်လွန်ဘွားမှလည်းပဲကောင်းရသူတို့ကိုရောင်စေးရောင်ချင်းတဲ့ပေါ့နော်အဲ့တော့ဘလို့နေရမလဲအဲ့ဒီရောက်ဖို့အကြောင်းတရားတွေရှိလားပေါ့နော်အဲ့လိုမေးတာမေးတဲ့အခါကျတော့မြတ်စွာဘုရားကပြန်လည်ဖြေကြားတယ်ပေါ့အေးတဲ့ရှိတဲ့ပေါ့နော်မြေမောင်ဘွားမှမိသားစုနဲ့ချမ်းသာဖို့လိုင်းနာကျင့်သုံးရမယ့်အခြေအနေကောင်း လေးချင်စီတယ်နော်ချင်းနေကောင်းလေးချင်စီတယ်တဲမလို့ဘွားမလည်းပဲချမ်းသာဒုက္ခရဖို့အတွက်ကောင်းရဒုက္ခဒီဘွားကိုရဖို့အတွက်လိုင်းနာကျင့်သုံးရမယ်ချင်းနေကောင်းတွေတပရာယီကာဟိတတပရာယာဟိတလို့ခေါ်တဲ့အချင်းလေးချင်စီတယ်တဲ့ပိစုံပန်ဘွားချမ်းသာဖို့အတွက်လေးချင်တဲမလို့ဘွားချမ်းသာဖို့အတွက်တဲမလို့ဘွားကောင်းရရဖို့အတွက်လေးချင်စီတယ်နော်အဲ့လိုမျိုးမျိုးဆိုပြဟောတယ်ထို့သော မြေမောင်ရောတက်မလို့ဘွားလေးမှာပါချမ်းသာဖို့တွင်ဟောကြားပေးခဲ့တဲ့အခြေအနေကောင်းတွေကိုလိုင်းနာကြည်သုံးမယ်ဆိုရင်တဲ့အန္တရာဘွားတွေမှာချမ်းသာစွာကြည်လက်ရမယ်ဖြစ်တော့လဲပဲဘွားတိုင်းမှာချောင်လွဲလို့မရနိုင်တာကတော့အိုနာသေးရေးတွေပဲเนาะအိုချင်းနာချင်းတည်ချင်းပြစ်စပန်းမှာကောင်းအောင်နေတယ်ချမ်းသာတယ်အဲ့ဒီပုဂ္ဂိုလ်မှာအိုနာသေးပေးရမလွန်ကင်းနိုင်ဘူးတက်မလို့ဘွား နာပြီပဲရရောက်မြမပြီပဲရရောက်ငရဲတရိစ္ဆန်ကြိုက်တဲ့ဘုတ်ရောက်ကောက်တဲ့ဘုတ်ပဲရရောက်မကောက်တဲ့ဘုတ်ပဲရရောက်ဘွားရီယာနေတပြေတော့အိုနာတေရတော့မလောကိနိုင်သေးဘူးเนาะအဲ့တော့ပြောချင်တာ तू อ่ะเนาะအဲ့တော့အဲ့တော့အိုနာတေဒုက္ခတွေကိုကြုံကြုံရမှဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မမေးပြီမယ်မြတ်စွာဘုရားဖြည့်တယ်เนาะမင်းတို့ပိစုပန်ချမ်းသာတတ်မလို့ချမ်းသာလာပဲ तू လူချင်းနေပြီမယ်လည်းပဲမြတ်စွာဘုရားကเนาะသူတို့မမေးပြီမယ်လည်းပဲ ဖြည့်ပြီဘောနော်ဒီဩနာတိဒုက္ခအတ္တရဝဒုက္ခကလောငိ့ဖို့တွင်ဆိုရတော့တဲ့ထောက်ရအငိ့တန်နိဗ္ဗာန်ကိုရောက်ဖို့จิตုံရာမကမေဇီမာပฏิပဒါဆိုတဲ့မင်းကြီးစင်ပါจิตတရားနော်တိလာသမတိပညာမေဇီမာပฏิပဒါမင်းကြီးစင်ပါဆိုတာနော်တမ္မာဒိဋ္ဌိစားတဲ့နော်စင်ပါကိုပြောတာပဲနော်ဒါပြီးမှအသေးစရာပြီးမှပြန်ပြောမယ်ခုလောစရာတော့ဒါခြုံငုံပြီးတော့ပြောထားတဲ့ဟာပထမဦးဆုံးမှာမာတီကပုံစံမျိုးပေါ့နော်ဒါ ချုံကိုတုတ်တန်ပြီးတော့ဒီအောက်ပြောတာအဲ့တော့မင်းကြီးစစ်ပောက်ကိုကြည်မဲ့ဆိုရင်တော့ဩနာတေရေဒုက္ခပေးတော်ဟာနေပြီးတော့ကိလွန်မဲ့ပေါ့နော်အဲ့လိုမျိုးဟောကြားပေးပါတယ်တဲ့အဲ့တော့တိယာမကဒီဃာဇနုဝမြတ်စွာဘုရားကိုရှောင်းတယ်မြတ်စွာဘုရားကပြန်ဖြေတယ်ဒီစုပ်ပန်ကောင်းချမ်းသာဖို့လည်းရှိတယ်တက်မလို့ကောကောင်းရရောက်ဖို့အခြေလေးခြေလည်းရှိတယ်ဒါပေမဲ့ဩနာတေပေးကမေလို့မလို့သိဘူးလောချင်းတဲ့ဆိုရင်တော့မင်းကြီးစစ်ပောက်အခြေတရားကိုကျင့် အဲ့လိုပြောတာပဲเนาะဒါပဲအဓိကလိုရင်မိတ်ပွားရเนาะအဲဟုတ်ပြီအဲ့ဆိုတော့နောက်တမင်းနောက်သွားရအောင်အဲ့ဒါတော့လောကမှာမြတ်စွာဘုရားဘုရားရှင်ပွင့်ထွက်လာခြင်းတည်တဲ့ဘာဘာကြောင့်လဲဗုဒ္ဓလောကေသမုပ္ပန်နောတဲ့ဗုဒ္ဓမြတ်စွာဘုရားဒီလောကေလောက၌သမုပ္ပန်နောကဖြစ်ထွက်ပွားလာရခြင်းမာတဲ့เนาะ ဘာကြောင့်လဲဆိုတော့ဒေဝမနုဿနံဆိုတာနတ်လူပြမလူနဲ့ပြမတတဝါမြာဤအထာယအကျိုးစီးပွားအလိုငါဟိတာယအချင်းနေကောင်းများအလိုငါဒုက္ခာယချမ်းသာခြင်းအလိုငါဖြစ်ပါတယ်နော်ဘုရားပွေတဲ့ဆိုတာကိုယ်အတွက်ပွေတတ်မှာဘုရားကနော်တတဝါတွေချမ်းသာဖို့နော်အကျိုးစီးပွားအချင်းနေဖြစ်ဖို့အချင်းနေကောင်းတွေရဖို့ ချမ်းသာခြင်းတွေရဖို့အတွက်နော်တုတ်ချေပေါ့ဂျူစီဘွားလူငါခြင်းနေကလူငါချမ်းသာခြင်းလူငါအတ္တယအတ္ထာယဟိတာယဒုက္ခယတုတ်ဖို့ပေါ့နော်အတ္ထာယဟိတာယဒုက္ခယဘသူတွေအတွက်ဒေဝမလုတာနဲ့လူနဲ့ပြမတွေအတွက်အရောက်ပွဲပေါ်လာတာပွဲပေါ်လာခြင်းဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မလို့ပါဠိတော်မှာလာအတ္တယဟိတာယဒုက္ခယဒေဝမလုတာနဲ့အဲ့လိုမျိုးဟောတော်မူပါတယ်တဲ့နော် အဲ့တော့ဘုရားရှင်ဟောတော်မူအပ်သောမြတ်ဗုဒ္ဓဒေသနာတော်များသည်တဲ့တတဝများဤအကျိုးစီးပွားဖြစ်ထောရည်အတွင်းချမ်းသာဒုက္ခအကျိုးများရရှိရန်လိုင်းနာจิตတို့ရမည်ခြင်းနေကောင်းတရားများမှများပဲဖြစ်ပါတယ်တဲ့အဲ့တော့ဘုရားဟောထားတဲ့တရားတွေသည်တတဝတွေချမ်းသာဖို့ဟောထားတာအဲ့တော့အဲ့ဒါတွေသည်အခြေအနေကောင်းတွေပဲဒီခြေအနေကောင်းတွေကိုကိုယ်ကလိုင်းနာจิตတို့နိုင်မယ်ဆိုရင်ကောင်းတဲ့အကြောင်းတရားတွေဖြစ်သွားမယ် ကောင်းတဲ့အကြောင်းတရားတွေဖြစ်တဲ့အတွက်ကောင်းတဲ့အကျိုးတွေရရှိမယ်လို့ပြောတာနော်ဒါတော့ဘုရားဆင်ဟောထားသောတရားတို့သည်လိုင်းနာကျင့်သုံးရမည်အခြေအနေကောင်းအကြောင်းတရားများပဲဖြစ်ပါတယ်နော်ဒါလေးမှတ်ထားမယ်နော်နော်အခြေအနေကောင်းတွေပဲအဲ့ဒါတွေရထားတာအဲ့တော့အကျိုးကောင်းများဖြစ်စေဖို့အခြေအနေကောင်းအကြောင်းတရားများရှိဖို့လိုတယ်နော် အကျိုးကောင်းဟိုဆိုရင်အကြောင်းကောင်းဖို့မလိုဘူးလားလိုပါဗျာအဲဒါတော့ကိုကအကျိုးကောင်းလေးရချင်းနေဆိုတော့အချင်းနေကောင်းလို့ခေါ်တဲ့အကြောင်းတရားတွေကိုလည်းပဲရှိဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာနံပါတ်1ကဲမတ်ဘယ်လိုရှိသေးမတ်ချစ်စုအောင်မတ်ချစ်စုနံပါတ်1လေးဖတ်ပေးပါဦး မြန်မောက်ဘဝ၌မိသားစုများနှင့်ခြားသောပျော်ရွှင်စွာနေထိုင်ခြင်းပေါမှုကူတို့များပြုလို၌ခြေဟုသောအကျိုးကောင်းများဒုက္ခရာဖြစ်စေရည်အတွက်လိုင်းနာခြေသွန်းနိုင်ရန်ဟောကြားသည့်အခြေအနေကအကျောတရားဟိတရမြတ်ဗုဒ္ဓဒေသနာတော်များမှတေအေဂုတရနိကေအင်ဂုတရအတတော်ဒါလာအင်ဂုတရနိကေအန်ဒါဒါချိုင်းနော်အာယနာတာဒါချိုင်းဒါအန်ဒါဆိုတာအန်ဒါတော့ ဟာသာတို့တိုင်းမြန်မာဘွားခြားတော်သောနေ၌ရဲ့အတွက်မရသေးသောစီးစစ်ဥစ္စာများရရှိရန်ရပြီးသောစီးစစ်ဥစ္စာများတည်တာစေရန်တည်တာပြီးစီးစစ်ဥစ္စာများတိုးပွားစေရန်စီးပွားလျှောက်သောအသီးညမျက်စိစီးပွားရေးမျက်စိရှိရမည်ဟုဟောကြားထားပါသည်ဗျာအဲရပြီအဲ့တော့မြန်မာဘွားမှာနော်မြန်မာဘွားမှာ မြန်မာဘဝမှာမိသားစုနဲ့ချမ်းသာသာပျော်ရွှင်နေနိုင်ဖို့ကောင်းမှုတွေပြုလုပ်နိုင်ဖို့เนาะအဲ့တော့ဘာလေးလိုအပ်တလဲအချင်းဒီကောင်းတွေဒါတွေဒါမိသားစုနဲ့ချမ်းသာနေနိုင်တဲ့ဥသူကောင်းမှုတွေပြုလုပ်နိုင်တဲ့ဆိုတာကအကျိုးကောင်းတွေပဲเนาะအကျိုးကောင်းတွေအဲ့ဒါတွေအကျိုးကောင်းတွေအဲ့ဒီအကျိုးကောင်းတွေရဖို့အတွက်အချင်းဒီကောင်းတွေမလိုအပ်ဘူးလားလိုရတယ်เนาะအချင်းဒီကောင်းကလေးချေရှိတယ်အာအချင်းဒီကောင်းတွေကကြတော့ဒီမှာ မြာသေးတဲ့စိစဥ္စာတွေရဖို့ရန်ရပြီးတော့စိစဥ္စာတည်တတ်စီရန်ဒါမြေမဘွားချမ်းသာဖို့အန္တသုံးမဟောရတာပေါ့နော်အဲတည်တတ်ပြီးတဲ့စိစဥ္စာတွေတိုးပွားဖို့ရန်တဲ့ဒါမြာမြာသေးတဲ့စိစိတ်တွေရဖို့ရပြီးတဲ့စိစိတ်တွေကြတော့တည်တတ်ဖို့တည်တတ်ပြီးတဲ့စိစိဥ္စာတွေကကြတော့တိုးပွားဖို့ဒါကိုဘာလို့ခေါ်လဲဆိုတော့ဥစ္စာတွေတည်တတ်ဖို့မြင်စိနှမျိုးဤဆိုအမှတ်ပေါ့နော်ဒါဒီမှာကြတော့ ဒီမှာကျွန်တော်စူပွားရေးမြေစီပေါ့အစ်စုပ်ပန်းဘဝမှာတော့အတင်ညာဒီမှာကျွန်တော်စူပွားရေးမြေစီအတွေ့ကိုပြောတာပေါ့နော်နော်အဲ့ဒါဆိုတော့မြေမောင်ဘဝချမ်းသာသာနေနိုင်ဖို့အတွက်လောလောဆယ်မှာဒီအတ္တသုံးအတ္တသုံးထဲမှာကိုပြောတာပေါ့နော်အတ္တသုံးမှာလာတဲ့တရားသည်မြေမောင်ဘဝချမ်းသာဖို့ဆိုရင်စူပွားရေးမြေစီစီရမယ်နော်ဒီဂါဇနုတအုပ်ထဲကိုမလာမလာသေးဘူးနော်ပြီးမှဒီဂါဇနုတအုပ်ပြောမှာပါ အဲ့ဒါသုံးပါကြတော့ဒါပေမဲ့ဟောထဲမှာ test book ထဲမှာပေါ့မဆဒီပြဌာန်းစာအုပ်ထဲမှာတော့နချေပဲထင်းတယ်မရသေးတဲ့စီစိမ်များရစီစီရန်ပြီးတော့ရပြီတဲ့စီစိမ်တွူပွားရန်လာဒီနချေမတွေ့တဲ့ထင်းတယ်နော်တိတန်ရဆိုတဲ့အချက်ပါလာဖမ်းပြီဖမ်းပြီလားမဆစာအုပ် တော့တမ်းမှာနဲ့မျိုးပဲပေါ်မှာပြနဲ့မျိုးပဲမလားအဲ့တော့ဥစ္စာကြည့်ပေးမယ်စိစိဥစ္စာရပြီးတော့စိစိဥစ္စာတူပွားအောင်ရဲ့ပြီးတော့ဟိုဓမ္မမင်းစီရဲ့နဲ့မျိုးပဲအဲ့တော့တမ်းမှာပြဟုတ်တယ် no ဒီဘောဆော့ဘောဒီတရားနှမျိုးပဲရှိမှာဗျနှမျိုးပဲရှိတာဟုတ်တယ်မဟုတ်စေပြောတာအဲ့တော့ပြောတာမဟုတ်အဲ့တော့ပြောတာမဟုတ်သေးဘူးဟောပေါ့အဲ့ဥစဉ်စကရပြာထတွေ့လာတာဆရာတော်ကြီးရဲ့မန်ဆူဆောက်ပေါ့နော် animal, o banhé. Nhambo đại tân hãy đại à tu khai nó, đi mà, bây giờ thôi, tu khai. Demamisi အန္တသုံးမလူရဲ့လူဖြစ်လာစီရင်ဉာဏ်မြင်စီနှမျိုးရှိရမယ်စိဘောစတတဲ့မြင်စီရဲ့ကိုကျင်တရားနဲ့ပတ်သက်ပြီးကောင်းဆိုးကြောင်းကျိုးတည်တံတဲ့ဓမ္မမြင်စီဆိုပြီးတော့အဲအဲ့လိုရှိရမယ်အဲ့မှာဓမ္မမြင်စီဆိုတဲ့နေရာမှာဓမ္မလေဓမ္မမြင်စီဆိုတာလေမရသေးတဲ့စီစိတ်ဥစ္စာတွေရအောင်ရပြီးသားစီစိတ်ဥစ္စာတွေတိုးပွားအောင်လုပ်တဲ့ဤပညာတန်ကျွမ်းခြင်းကြောင့်အာဤပညာတွေတန်ကျွမ်းတော့ပြောတာဟာတဲ့ ဟုတ်လားအဲ့ဆိုဒီမှာ ਨੇ ခြေပဲတွေ့ရနော်တွေ့ရမလားဟုတ်ပါဗျာဒီဘွားရေးမြင်စီဆိုတာမရသင့်တဲ့စီစဉ်ဥစ္စာတွေရအောင်ရပြီးတဲ့စီစဉ်ဥစ္စာတွေတိုးပွားအောင်ဒါမဲ့ level 2ကြာရင်ပြန်ပါသေးတယ်ဗျ level 2ကြာရင်ဒီအန္တရာဒီဟာပြန်ပါသေးတယ် level 2ကြာလို့ရှိရင်သုံးချေဖြစ်သွားတယ်ရပြီးမရသင့်တဲ့စီစဉ်ဥစ္စာတွေရအောင်ရပြီးတဲ့စီစဉ်ဥစ္စာတွေတည်တံ့အောင်တည်တံ့ပြီးတဲ့စီစဉ်ဥစ္စာတွေတိုးပွားအောင်အဲ့လိုမျိုးသုံးချေပေါ့နော်အဲ့ဒါအဲ့တော့ဒီလိုက level 1อ่ะสาว level 2ที่เตะตัวมา level 3ที่ได้เตะตัวมาตรัวจะรอเตียเนี่ยเสี่ยรอนี่ฮ้อแต่เตียเนี่ยสิ้นซ้ําพี่รอตั้วนี่ดาเลยเออสรแล้วดิအဲဒါဒါလည်းပဲဒီမှာဟိုဆက်အဲ့ဒါလေးကိုတတိထမီယာပြပြတာပါဒါတော့အရေးတော်တားအေးတော်မကြည့်ပါဘူးအရင်မကြည့်ဆိုတာဟိုမှာမြားတည့်ရစီးတဲ့ဥစ္စာတို့ရှာမှာကိုတော်ဟုတ်တယ်ဒါပြစ္ဆုတ်ပန်းခံတော့ဖို့ရပြည့်ရစီးတဲ့ဥစ္စာတွေတည်တယ်အောက်လိုမှာလည်းပဲဒါကပါတာပဲနိပြီးတော့မှ တည်တယ်ပြီးတော့မှတိုးပွားအောင်လုပ်ရတာကိုနော်အဲဒါထဲလဲရတယ်မထဲလဲရတယ်ဘာလို့မဖြစ်ဘူးဒီမှာဟိုပြားထန်းစုံမှတော့မပေါဘူးဆိုတော့ပြပြတာနော်နှချင်းပဲပါတယ်အဲအဲ့တော့ဒါဆိုထားလိုက်တော့အဲ့ဒါကိုထားမယ်ဒီမှာဒီမှာမဆူးပဲပြသွားလိုက်မယ်မဆူးမှကြတော့ဒီမှာအန်ဒါ၃မှလဲဆိုပြပြောထားပြီးသားလူရဲလို့ဖြစ်လာလို့ရှိရင် မြင်းစီနှမျိုးစီအောင်အမြင်နှမျိုးစီးပွားစတန်တဲ့မြင်းစီ ဓမ္မရေးရမှာကြွန့်ကျင်လိမ့်ပါတဲ့ကိုကြည်တရားเนาะအဲကောင်းမွန်တဲ့မျက်စိပေါ့ဒါဒါဒီနှစ်ခုရှိရမယ်အဲ့တော့ဒီမှာစီးပွားရေးမျက်စိဆိုရင်မြတ်သေးရဲ့စိတ်တွေရာစီဖို့ရာစီမျက်စိတွေတိုးပွားတည်တံ့ဖို့တည်တံ့မျက်စိတွေတိုးပွားဖို့เนาะဒါစီးပွားဆက်တတ်တဲ့မျက်စိဒါရှိရမယ်တဲ့အဲ့ဒါရှိလို့ရှိရင်ပြေဆုံးပန်းမှာအချိန်နေကောင်းတွေရှိတဲ့အတွင်းကြောင့်မလို့ပြေဆုံးပန်းပေါ်မှာအကောင်းကောင်းကျိုးတွေရမှာပေါ့เนาะချမ်းသာခြင်းတွေမိသားစုနဲ့ပြောဆွေးနေထိုင်ရမယ် ကောင်းမှုကုသိုလ်တွေကိုပြုလုပ်နိုင်မယ်ပေါ့နော်ဒါဒီစီးပွားရေးမျိုးစိပစ္စုပန်အဲ့တော့ဒီမှာကြတော့အဓိကဇနုတုံအဓိကဇနုတုံမှာလာတဲ့မြေမောင်ဘဝချမ်းသာကြောင်းတရားဒါလေးကိုဖတ်ပြပါဦးတကလင်းဗာလဲဦးဇေမေးစောပြန်တကလင်းလင်း

hidak temah hidak lilijak. Tik